မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဥစားပြမအင်္ဂါသတ္တမိမိတ်ဆွေတွေအတွက်ကိုဆရာခေါ်ကြပြီးပါပဲခင်ဗျအင်္ဂါသတ္တမိတွေပါရင်ဆရာကိုမှန်ပြီးကြပါအောင်ဘယ်ကနေကြည့်နေရလဲဆိုတော့လေဆရာကိုပြောပြပါအောင်ခင်ဗျအင်္ဂါသတ္တမိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကျောင်းဆရာကဒီကနေမြေတာဘုစုတောင်းထောက်ပနာပြုသားလိုက်ပါတယ်ဒီ2025ခုနှစ်ဘာလို့လို့နဲ့ဆရာတို့ခုဆိုရင်ခုနလပိုင်းကိုရောက်ရှိလာပြီဆိုတော့2025ရဲ့နှစ်ဝက်6လတစ်ဖြက်ကိုတော့ပုံသွားပြီအခုဒီ2025ခုနှစ်ရဲ့ဟာလား ဟိုနှစ်ဒုတိယနှစ်ဝက်စမယ်ခုနလပိုင်းကိုဆရာကဟောကြားပြပါမယ်ခင်ဗျာနော်အင်္ဂါသာသမီးမိတ်ဆွေတွေဒီရက်ခုနလပိုင်းအတွင်းမှာဘယ်ယာရီအကျိုးပေးအားသာကံကောင်းစီပြီးဘယ်ယာရီတတိထားရမလဲဆိုတာဆရာအခုပဲပြောပြပြီးမှာဖြစ်ပါတယ်ခင်ဗျာ အင်္ဂါသားသမီးမိတ်ဆွေတွေဟာ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာလုပ်ငန်းကိစ္စအလုပ်ကိစ္စဘာကိုမစိုးအရေးကြီးကိစ္စမှန်သမျှကိုဦးစီးဦးဆောင်လုပ်ပါရှေ့တိုးဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်အမိခံလုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားသာကောင်းမှုရှိပါတယ်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့လည်းအားသာကောင်းမှာပါတယ်မိမိကဦးဆောင်လုပ်ရင်ဦးဆောင်နိုင်သလောက်စူးစမ်းရင်စူးစမ်းသလောက်ဒီအပတ်တာဒီလဟာမိတ်ဆွေတို့အတွက်ကိုအဲမိမိအနေနဲ့ကိုကိုယ်တိုင်လုပ်ယူနိုင်စွာဖန်တီးနိုင်စွာရှိတော့ကိနော်အဲ နောက်ဆုံးပဲဥပမာဆရာတင်စားပြောရရင်ဇနကမင်းသားရေတဲ့နေနေတော့ကူလူလောက်ခတ်ပြီးတော့အခက်အခဲတွေကြားတဲ့ကရုံးကန်ရမယ်ကာလဖြစ်တယ်။ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းတစ်ခုကိုလိုချင်တစ်ခုကိုတော့အပြတ်အနှောင်လေးတွေပေါ်တတ်တာအတော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်နေရမယ်ကာလဖြစ်ပြီးတော့ကိုကိုကိုအဲဥမာဒီကာလဟာစီမင်းစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီ rule and regulation နဲ့ပတ်သက်ပြီးကိုကိုကိုအစဉ်အမြဲရှာမှတ်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုတွေရရှိမယ်လားဖြစ်ပါတယ်ခင်ဗျ။ကြမ်းပါ යි ။ ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ရပါမယ်ခင်ဗျာနော်ဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဖြစ်များတတ်တယ်အထူးသဖြင့်အသက်42နှစ်အောက်လူငယ်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့အစာတောင်မှားတာမျိုးလေထိုးလေအောင်နဲ့ပတ်သက်တာမျိုးလေးတွေအဖြစ်များရတတ်ပါတယ်ခင်ဗျာနော်ဒါပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူဝင်မတော်တာမျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ရွှေဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့အတွက်မိတ်ဆွေတို့ဒီလိုမျိုးအဝင်ရွှေတို့ဝင်လာတဲ့အခါ ါမိတ်ဆွေတို့ရဲ့စီးပွားရေးရုပ်တရက်အခက်အခဲကြုံလာတဲ့အခါသူမဟုတ်လို့ရှိရင်မိမိအိမ်မှာလူညားအညံနေခေါ်တဲ့အခါမှာရှင်နှောင်းထွက်ပေးတာမျိုးသူမဟုတ်ချွေလေးစတိပောင်ပေးတာမျိုးသူမဟုတ်ညားအိမ်ညံနေထွက်ပေးလိုက်ရင်မိတ်ဆွေတို့ရဲ့အခက်အခဲအကြအတဲမှန်များယူပြစ်တယ်လို့ပြန်လဲပျောက်ကင်းတည်ကြသွားမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလတာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါစီဒီခုနလပိုင်းတွင်မှာကျဆောက် အင်္ဂါသမီးမိတ်ဆွေတွေနဲ့မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမီနာမခံလုပ်တဲ့လုပ်ငန်းတွေမှာပုံမူအားသာကောင်းမှာပါတယ်အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအများနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပတ်သက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်တယ် passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေတွေယာထုတိုးတာမျိုးယာထုတက်တာမျိုးတွေဂျုံအားတက်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီအဆောင်မှမှုကိုရရှိတက်သောလဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသာ သမီးတွေကဘာလို့မဆိုးချစ်တို့ဆောင်ရွက်ပြီးတော့ပြောပြောဆိုရင်ကောင်းမွန်အားသာတဲ့ကာလဖြစ်တယ်။အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်ရတတ်တဲ့ကိုဝင်ရတာမျိုးသားသမီးရရှိတာမျိုးတွေအိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်တာမျိုးတွေအားသာကောင်းမွန်တိုးတက်နိုင်တော့လာဖြစ်ပါတယ်။အိမ်ဆောက်ရှင်တဲ့မိစုများဝါတော့ဝင်ပြီးတော့ဆရာဟောလက်စာတွေဟောပါကြမယ်။အိမ်ဆောက်လို့ကောင်းပါတယ်ဒါအပြင်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားပတ်စုဗီဇာလုပ်ငန်းတွေပတ်သက်တာတွေဘာသာစကားသင်တန်းတွေပတ်သက်တာတွေအိုအိမ်ရှမ်းပြည်အာမခန်တွေပတ်သက်တာတွေစိုက်ပျိုးသီးနှံတွေစားတောက်ကုန်တွေစံစီစေးစား service တွေပတ်သက်တာတွေဒါအပြင် အဲဟိုပြောင်းမှုအဆရှိတဲ့ယာတွေဟိုဆိုရလို့ပေါ့ချန်ထွက်တင်းငန်းတွေကွန်းအဆရှိတဲ့လုပ်ငန်းတွေခြေတူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများ ဖြစ်နိုင်လို့ရှိရင်ဒီကာလဟာအတင့်နဲ့ပတ်သက်လာတဲ့အခါရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတဲ့အတွက်ဘာကိုမဆိုအဟောင်းကြီးကိုလည်းတိုးချဲ့ကျင်တဲ့ဘာဆိုလှုပ်လို့ရတယ်လို့မိမိအနေနဲ့ကိုကိုတိုင်းလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေစတင်ကျင်နေဆိုဘာကြောင့်တုံဆိုင်တွေဝင်နေမှာလဲရေရဲကြီးရှေ့တို့ဆောင်ရလှုပ်ဆောင်လာရင် အောင်မြင်တိုးတက်ဒီမှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းကိုင်ကလုံးအလုံးမှန်တဲ့မြောက်ကိုကိုကဦးစီးဦးဆောင်လုံမှတာ ရှေ့တို့ဆောင်ရွက်မှသာအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အပတ်ဖြစ်တဲ့အတွက်တော့ဘာလို့မဆိုဦးစီးဦးဆောင်လုပ်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်။ငကူကအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စပြီးတာမျိုးမိမိမိသားစုဝင်အတွင်းမှာအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေပြီးပြတ်တာမျိုးအရှုံးအောင်ဖြစ်နေသူတွေလွတ်မြောက်လာတာမျိုးတွေ ပြန်လဲကြားရှိကြားရတတ်တယ်မိတ်ဆွေအပေါင်းအသင်းတစ်ချိန်တစ်ခါကမတွေ့ခဲ့ဘူးတော့မိတ်ဆွေတွေမိတ်ဆွေအသက်အပေါင်းအသင်းအသက်တွေအဲ့ဟာနေအခုညီရရှိတာမျိုးအထက်လူကြီးအကြီးကတပည့်လက်သားသားသမီးတွေနဲ့ပတ်သက်ရင်ပညာရေးကိစ္စလေးတွေအကြောင်းဖြစ်စီတပည့်လက်သားသားသမီးတွေနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွေမှာဆိုရင် အဲဒီကလာတော့ဒီမှာဆိုမိတ်ဆွေတို့အနေနဲ့အဲမီဒီယာထိုင်ခင်းတဲ့ပတ်သက်တာမျိုးတွေစကားပြောတာမျိုးတွေအကျိုးပေးအားတာပါတယ်ယာတုလုပ်ငန်းကိုင်ခန့်တဲ့ပတ်သက်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြားရတက်တော့အပတ်တာဖြစ်တဲ့အတွက်အင်္ဂါသတိမိတ်ဆွေတွေကဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရလုတ်ဆောင်ရင်အားတာစီတာအတိအကျပဲဖြစ်တယ်ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေရှိတာငားတာလေးဒီမှာအထူးပြုဆိုင်ပါဆက်ပစ္စည်းရင်ကြောင့်ငွေကုန်ကြီးကြအများရတတ်တယ်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာလို့ရှိရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတာမျိုးအရှိရင်နဲ့ပတ်သက်လာတဲ့အခါမှာအဲရီစား နောက်ကိုလိုက်ရတာမျိုးလေးတွေကြောင်းတော့မဟုတ်အဲဆိုတာလူပြိုကိစ္စအဝဝလေးတွေကြောင်းတော့ငွေကြီးအကင်ကုန်ကြအများအားတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ဆရာလိုတယောက်တည်းနေရအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကောင်းပြီအလှကုန်တဲ့ပတ်သက်တာလေးတွေမှာအဲဟိုအရေးကြီးတဲ့ခွဲစိတ် operation လုပ်တာမျိုးလေးတွေကိုတတိထားဆင်ခြင်ပေးပါဖြစ်နိုင်လို့ရှိရင်လှကျင်လို့တယောင်တိုက်ရေစီးကမ်းပြိုလိုက်အင်္ဂါတွေဟာမလှမပြင်းမဲနဲ့လှပါတယ်ပြင်းရင်မလာတာအင်္ဂါဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေတွေနဲ့ဒီကလာတော်တွေမှာဆိုလို့ရှိရင်တော့တတိထားစင်ကျင်ပြရန်အတွက်တော့အလှပရေရာတွေနဲ့ပတ်သက်လို့တတိထားပါဒါအပြင် အဲမိတ်ဆွေတို့အနေနဲ့ဒီကာလတော့ဒီမှာမိတ်ဆွေအပေါင်းအသင်းရင်းနေရနေပြီးတော့ငွေကြေးကိစ္စလေးတွေစကားပြောရတာမျိုးလေးတွေရံဖြစ်ရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုလူမုံခံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့ကျင့်တယ်ပေါ့တတိထားရမယ်အပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပြရစီခကြီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများကြီးတက်တယ်လို့မိမိရဲ့အမေတို့ အမတို့မိသားစုတို့အဆွေမျိုးသားချင်းတွေကြောင့်ကိုကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကြီးနဲ့ပတ်သက်အရှိရေးကြောင့်သမီးစားရေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တော့အပတ်တာဖြစ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေဖို့အတွက်ဆိုရင်ဘာကိုဖြစ်ဖြစ်တိုးတိုးတိတ်တိတ်ဆူထားတာမျိုးမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာယဉ်နီးထားတာဟာပုံမကောင်းမှပါတယ်။ပတ်စံပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့မိတ်ဆွေပေါင်းတဲ့အရင်းအရှာတွေကနေပြီးတော့ကိုယ်ကိုရိုးစွတ်ဆွဆွဲတာမျိုးလေးတွေတတိထားစင်နေပြန်လိုအပ်ပါတယ်။ အရှိန်နဲ့ပတ်သက်လာရင်တော့ဝဝါစာဝဝအိတ်တာကောင်းပါလေခင်ဗျအဲသမီးစားများအနေနဲ့တူးနဲ့တူးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေတော့သမီးစားများအနေနဲ့ကတော့ပြန်လဲစုံစည်းရတတ်တော့အပတ်တာကာလဖြစ်တယ်အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲခဲမရှိဘူးတသမီးကိစ္စကိုအကြောင်းပြုပြီးတော့ပြန်လဲပေါင်းသင်းရတတ်တာမျိုးအဆက်အသွယ်ပြတ်နေတော့အိမ်နောက်ရှင်နေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတာမျိုးဂျုံကတတ်တယ်လို့မိမိအိမ်နောက်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြီးကိစ္စလုံးရင်းနဲ့ဝင်လာတတ်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဒါပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်လို့စကားများပြောဆိုလာရတဲ့အခါမှာငွေကြေးကိစ္စလေးတွေကိုတတိထားဆင်ခြင်ပေးပါငွေကြေးနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်ကငွေကုန်တာမျိုးကြောင့်ရန်ဖြစ်စကားများရတာမျိုးလေးတွေခီးသွွားကိစ္စလူကြောင်ကိစ္စလေးကြောင့်ငွေမိတ်ဆွေအရင်းအရှာကိုချီးမိတဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရရတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ကြားလူတူတူယောက်ကြောင့်ငွေကြေးအကုန်ကြများတတ်တာကြောင့်ဘူးပေါက်ကလွယ်ရင်တော့ကျန်တာဆွဆွဝဝဘာမှမဖြစ်ပါဘူးခင်ဗျာ ဆရာစနိပါပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေအဲအင်္ဂါသသမီးတွေကဒီလာတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်ရွှေနဲ့ပတ်သက်လို့ဝယ်တာမကောင်းပါဘူးလူယုံမလွယ်ပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးတွေမခင်ဆက်လိုက်အဲဆိုတော့ကျောင်းအပ်တယ်ဒါအပြင်အမဒီစားအင်္ဂါသသမီးမိတ်ဆွေအမျိုးသမီးများအနေနဲ့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တာမျိုးအရေးကြီးရားနာတာမျိုးအလားကျစ်ဖြစ်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့တတိထဆင်ပြန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ရှင်းနေသားပါအောင်ခင်ဗျဆရာ లైవ్ မလွတ်နာလေးကြာသွားဆရာဆရာလို့ share ပါပေါ့ဒီလိုက်ဆရာလို့ရုပ်ချောကြပါတယ်ခင်ဗျအကောင်းပြီနော်ဆိုတော့ဒီလတာတော့ဒီမှာအင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ခရီးသွားကိစ္စပတ်စုဗီဇာလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ချိတိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်နိုင်ပါတယ်ချုပ်ပြောရရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေလက်ထဲထားတာထက်ယင်းဒီလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်သားသမီးပညာရေးကိစ္စလေးတွေကြောင့်အားသာတာမျိုးလမ်းဖွင့်တာမျိုးနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာပညာရေးကိုအကြောင်းပြုပြီးသွားရတာမျိုးတွေဂျုံကတက်တော့ ောလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလာတာအတော်တွင်မှာဆိုရင်အချိုးပေးအားသာစီတော့နေသားအနေနဲ့ဂျန်စာပရိသားသမီးကြီးတနင်္ဂနွေနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲ မိတ်ဆွေတို့နဲ့အပန်းရောင်တို့အနီရောင်တို့အဖြူရောင်တို့အဆက်ရှိတဲ့အရာတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာစေပါလေခင်ဗျာအကျိုးပေးသောအရာဟာအနောက်ရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်တတိထားစင်နေရမယ့်အရာလေးတွေကတော့ရွှေဝင်တာမျိုးရွှေဝယ်တာမျိုးလူယုံနဲ့ပတ်သက်တာမျိုးအလှကုန်နဲ့ပတ်သက်တာမျိုးဗုဒ္ဓဖူးနံလေးတွေဖြစ်တဲ့ရေလန်းခီးသွွားလေးတွေရေရှိုးမားတာလေးတွေနဲ့ပတ်သက်ရင်တော့တတိထားစင်ကျင်ပေးရတဲ့အတွက်တော့လိုအပ်ပါတယ်အမှုပညာ မိတ်အရှင်များသုံးဖို့အနုပညာနဲ့ပတ်သက်ပြီးရှေ့ကိုဆောင်ရမိတ်ဆွေများဒီကာလအင်္ဂါသတိမိတ်ဆွေများဒီကာလတော်တွင်မှာစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရတော်တော်လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ် တောင်ဆူဆူရက်တွေကိုသတိထားဆင်ခြင်ပေးပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်အကျိုးမပေးစေတဲ့အရာဟာတော့တောင်ဆူဆူရက်ဖြစ်ပြီးတော့သတိထားဆင်ခြင်ရမယ့်အကြောင်းကတော့အသားအယောင်ဖြစ်ပါတယ်ခင်ဗျာ။သတိထားဆင်ခြင်ရမှာတော့မိတ်ဆွေတို့အနေနဲ့26ရက်နေ့24ရက်နေ့ဒီမှာသတိထားဆင်ခြင်ပေးပါဒါအပြင် မိတ်ဆွေတို့ရဲ့အလုံငန်းကိစ္စအလုပ်ကိစ္စတွေကို26ရက်နေ့တို့24ရက်နေ့တို့เนาะမိတ်ဆွေတို့အနေနဲ့22ရက်နေ့တို့ဒီလိုရံမျိုး3ရက်ကိုတော့တတိထားဆင်ကျင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အင်္ဂါသားသမီးမိတ်ဆွေတွေဒီလာတာတော့ဒီမှာအကျိုးပေးကံကောင်းစီတော့ကဏန်းကတော့တစ်ကဏန်းငါးကဏန်းကိုကဏန်းဖြစ်ပါတယ်တတိထားဆင်ကျင်ရမယ့် အချက်လေးတရားရောဆရာပုံသွားလောက်ပြီးတော့တရားဆင်ကြမယ်အချက်လေးတွေမိစေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြေစီရအတွက်မိမိအိမ်ကမသွားမီအိမ်ရဲ့ဟလာအိမ်ဝင်ပေါက်ရအိမ်ဝင်ပေါက်မှာအမွှေးနံ့တာဆက်ပြန်းပြီးတော့လိုရာကိုတိုင်တယ်သွားရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီရမပြောမီ ဇန်ကရပီတွေမြေချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902940417ခင်ဗျာအဲ Viber Telegram ဝါယာမှာဆက်သွင်းနိုင်တယ်ဆရာ TikTok Messenger ကနေပြီးနေမဟုတ်ပါဘူးခင်ဗျာဒါအပြင်ဧည့်သည်လက်မှတ်ခံပါဘူးဆရာချီမှာ Viber နံပါတ်96350502နဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်ဝါယာ Telegram Viber မှာဆက်သွင်းနိုင်ကြောင်းနဲ့ဆရာချီမှာ hostran ချက်ချင်းမရကြောင်း Jazz ဖြတ်ကြော်ညာဝင်ရင်နဲ့အင်္ဂါသားသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေ အယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိစေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းထွက်အယောင်းထွက်စီဖို့အတွက်မိမိရဲ့ကုန်ပစ္စည်းတွေကိုတပီခုနှစ်ခတ်ကိုနော်တပီခုနှစ်ခတ်ကိုနှီးနဲ့ရောရှိပြီးတဲ့အခါမိစေတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအတိတ်ကြံပြုတ်လို့တဲ့အင်္ဂါသာသမီးမိစေများဒီကာလတော့တော်တယ်မှာဝိစာစရဏတမန်တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို၅ပတ်နှုန်းနဲ့9ရက်တိတိအတိတ်ထံဝင်လာရင်အခက်အခဲမှန်တယ်များပြည်လေသွားမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ရှိလို့ရမယ်ရေရာအနေနဲ့ဆိုရင် ဒီရက်ညောင်တရားလုပ်ပါဆရာဟောကမှာဆရာတော်တော်ကိုစမ်းပြီးသွားပါပြီဆရာပြန်ပြောပေးမယ်နော်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြေးကံအားကောင်းစီရန်အတွက်ရေရာအနေနဲ့ဆရာတို့လီပိုပလင်းတစ်လုံးမှာလီပိုပလင်းတစ်လုံးမှာအဲ့ဟိုမှာလာဘန်လို့ရေးပါလာရေရှာတိလာရေရှာလာဘာကုန်းတိတိတင်ဘန်လာဘန်လို့ရေးပါရမ်းမှန်ပါတယ်တဲ့ဝီဖြူကျေးဇူးတင်ပါတယ်လာဘန်လို့ရှိပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့အမြင့်တဏီယာဈေးဆိုင်သူမဟုတ်အိမ်ဆိုလည်းအမြင့်တဏီယာမှာဖခင်เจ้าဆောင်မှာမဟုတ်ဘူးနော်အမြင့်တဏီယာမှာ တင်ပြီးတဲ့အခါအပေါ်ကနေပြီးတော့ဖျောင်းနိုင်ထွင်ပြီးတော့နော်ကိုရက်တတီထွင်ပြီးတော့ဆူတောင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတဲ့အခါအဆတ်ဆာရေအစင်ပြလာပါလိမ့်မယ်ဒါကုမဆရာရဲ့ငွေကြီးအတွက်တီးတန့်မယ်ငွေကြီးခက်ခဲရှိလို့ထွင်ကျင်တပါဆိုရင်လေလီဘိုပလင်းပေါ်မှာလာပန်လို့ရေးဖျောင်းနိုင်အစိမ်းရောင်ကိုတင်ပြီးတော့ကိုရက်တတီထွင်လိုက်ငွေကြီးကိစ္စတကယ်ကိုပြေးသွားလာလိမ့်မယ်ဆရာရဲ့လက်လာပါပိတ်နေလို့ပွင့်ကျင်လို့ဆိုရင်တော့အဝါရောင်ထွင်ပေါ့နော်လီဘိုပလင်းပေါ်မှာလာပန်ရေး အဝါရောင်မြစ်တနေရာမှာကိုယ်ရထွင်လိုက်ပါပွင့်သွားပါလိမ့်မယ်အတိုက်ခိုက်ပြင်းရင်လို့ဆရာရဲ့အဖြတ်အနောက်နေများလို့ဆိုလို့ရှိရင်တော့မိတ်ဆွေနေနဲ့အနီရောင်လေးထွင်လိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကဲဆိုတော့အင်္ဂါသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်တိုးတက်လို့ဘေးပရာတွေဝေးကွာကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ဤချိန်တိုင်းအိန္ဒိယမှာစာယူခဏလာပိုင်းတွင်မှာအင်္ဂါသမီးတွေယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလောက်ဝီဖြုတ်ခဲ့တော့စီးစိန်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့